ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်စီကစီလော့ဝါလော့ထိုးနှက်တိုက်ခိုက်တဲ့စကားတွေအတွက်စိတ်ပြတ်မိကြောင်းထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနဘက်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာထိုင်းနဲ့ကမ်ဘောဒီးယားကြားဖြစ်ပွားနေတဲ့နယ်စပ်ရေရတင်းမာမှုတွေကိုတော့တန်တမန်ရေးနီလန်းတွေနဲ့ဖြည့်ရှင်းဖို့ပုံမအရေးကြီးကြောင်းထိုင်းဘက်ကဆိုပါတယ်။လက်ရှိမှာကမ်ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူဟွန်ဆန်ဟာ Facebook ပေါ်မှာ၃နိုင်ကျော်ကြာတဲ့ live stream ဗီဒီယိုတစ်ခုထုတ်လွှင့်ခဲ့ပြီးလက်ရှိထိုင်းဝန်ကြီးချုပ်ဖေထောင်တန်ရှင်နော်ဝတ်ရဲ့ နေဆက်အရေးကိုင်းတွယ်ဖြစ်ရှင်းပုံတွေကိုလူသိရှင်ကြောင်းစွစွရွရွပုတ်ခတ်ဝေဖန်ခဲ့ပါတယ်။ကမ္ဘောဒီးယားကိုဆယ်စုနှစ်လဲခုနေပါလာအုပ်ချုပ်ခဲ့ပြီး2023ခုနှစ်မှာတားဖြတ်သူဟွန်မာနက်ကိုဝန်ကြီးချုပ်နေရာပြောင်းလဲအနှင်းခဲ့တဲ့ဟွန်ဆန်ဟာဖေထောင်နေရဲ့ဖခင်ထိုင်းဝန်ကြီးချုပ်ဟောင်းတန်ဆင်ရှင်နာဝုတ်ကိုလည်းအပြင်းအထန်ထိုးနှက်ခဲ့ပါသေးတယ်။ဟွန်ဆန်ဟာလက်ရှိထိုင်းကမ္ဘောဒီးယားနေဆက်ပြဿနာစတင်မလာခင်ထိရှင်နာဝုတ်မိသားစုရဲ့အရင်နှစ်ဆုံးမိတ်ဆွေအနီးကပ်ဆုံးနိုင်ငံရေးမဟာမိတ်အဖြစ်ရှိခဲ့တာပါ။ ထိုင်းနိုင်ငံသား၏ဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နစ်ခွန်ဒတ်ဘာလန်ကူရာကဟွန်ဆန်လောက်ကင်ပြောဆိုသည်။ဟာတန်တမန်ရေးအရာတမန်ရိုးကြလုံထုံးလုံနည်းတွေနဲ့အရန်ကင်းကွာနေရကြောင်းအားလုံးအံ့ဩခဲ့ရတယ်လို့ပြောပါတယ်။သူကထိုင်းဟာတကားတွေအများကြီးဖွင့်ထားပေးကြောင်းဟွန်ဆန်ရဲ့ live stream video ထွက်ပေါ်ပြီးခဲ့တဲ့အချိန်ထိုင်းကတော့အဲ့ဒီတကားတွေကိုစက်ပြီးဖွင့်ထားအောင်မှာဖြစ်ကြောင်းလဲဆိုပါတယ်။ဟွန်ဆန်ကဖေးထောင်တန်ဟာသူနဲ့သူသားကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်တို့ကို အထင်အမြင်သေးတဲ့ပုံစံနဲ့ဆက်ဆံခဲ့တယ်လို့ဆွတ်ဆွဲခဲ့ပါတယ်။နောက်ပြီးတန်ဆင်ဟာထောင်နဲ့ကြောက်ခံနေရစဉ်မှာအချင်းထောင်အစားဆေးရုံမှာဖြတ်တန်းအချင်းကုံဆုံးခွင့်ရဖို့နာမကျန်းဖြစ်နေကြောင်းဟန်ဆောင်ခဲ့တယ်လို့လည်းဟွန်ဆန်ကပြောပါတယ်။တန်ဆင်ဟာနေမကောင်းဖြစ်နေကြတာမဟုတ်ပဲဟန်ဆောင်နေခဲ့ရုံသာဖြစ်တယ်လို့သူကဝေဖန်သွားပါတယ်။ဟွန်ဆန်ဟာလက်ရှိအချိန်တွေမှာအသက်38နှစ်အရွယ်ထိုင်းဝန်ကြီးချုပ်ဖေထောင်တန်အတွက် ကြီးမားတဲ့နိုင်ငံရေးဖိအားတွေကြုံတွေ့နေစေတဲ့ အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။ဂျွန်လာ15ရက်နေ့ကဟွန်ဆန်နဲ့ဖေးထောင်တန်တို့ဟာနှစ်နိုင်ငံနယ်စပ်ပြဿနာအတွက်အလို့တဘောဖုံးဆက်ဆွေးနွေးခဲ့ကြပြီးဖေးထောင်တန်ကထိုင်းစစ်တပ်ကိုတိုက်ခါကြစေမဲ့စကားတချို့ပြောမိခဲ့တယ်လို့ဆွဆဲခံရပါတယ်။အဓိအတန်ဖိုင်ကပေါက်ကြားခဲ့တဲ့နောက်ဖေးထောင်တန်ဟာယာရုကနှုတ်ထွက်ဖို့တောင်းဆိုခံရတာမျိုးထိအကျက်အတဲကြုံတွေ့နေရတာပါ။ဟွန်ဆန်ကတော့အတန်ဖိုင်ကိုသူဖွင့်ချတာမဟုတ်ကြောင်းညင်းဆိုထားပါတယ်။ live stream video မထုတ်လင့်ခင်တုန်းကလည်း ဟွန်ဆန်ဟာတန်ဆင်ကိုပုံကိုရေထိုးနှက်တဲ့စကားတွေပြောခဲ့ပြီးသူ့ကိုတန်ဆင်ကတစ္ဆာဖောက်မယ်ဆိုရင်ထိုင်းပြည်ရဲ့မကောင်းကြောင်တန်ဆင်ပြောဆိုဖူးတာတွေပါဖွင့်ချဖြစ်မယ်လို့အချင်းချောက်ခဲ့ပါတယ်။နောက်ပြီးတန်ဆင်အနေနဲ့ဝန်ကြီးချုပ်ဖြစ်နေတဲ့ကိုသမီးကိုဆုံးမဖို့လိုတယ်လို့လည်းဟွန်ဆန်ကပြောခဲ့ပါသေးတယ်။နျူကွန်ဒက်ကတော့လက်ရှိအခြေအနေတွေမှာတော့ထိုင်းဟာနှစ်ဖက်နိုင်ငံသားရေးဝန်ကြီးတွေကြားတွေးဆောင်ဆွေးနွေးပြီးနေဆက်ပြဿနာကိုအပြေရှာဖို့လိုလားနေစေလို့ဆိုပါတယ်။ ထိုင်းဘက်ကတော့ဆေးဆက်ဆွေးနွေးရေးလမ်းကြောင်းကနေငင်းချက်နဲ့အဖြစ်တကူရှာတွေ့ဖို့အပြစ်အဝမျှော်လင့်နေစေလို့သူကအမှတ်ချက်ပေးခဲ့ပါတယ်။ကမ္ဘောဒီးယားဘက်ကမျက်နှာစုံညီဆွေးနွေးမှုကိုလက်ခံလာအောင်ထိုင်းအနေနဲ့အစွမ်းကုန်စ조사စီရင်ဖို့ရည်ရွယ်ထားကြောင်းလဲထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်ရှင်။